်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ယေရှုခရစ်တော်ကိုချီးမွမ်းပါတယ်ယေရှုကကျွန်ုပ်ကိုကြားဆုံးစီမည်မဟုတ်ပါဆိုတဲ့ကောင်းစဉ်နဲ့ယူဒာဩဝါဒစာအခန်းကြီး10အငယ်24ကို ဆင်ခြင်သွားခြင်းပါတယ်။ထိမိ၍လဲခြင်းနှင့်ကင်းလွတ်စေမည်အကြောင်းသင်တို့ကိုစောင့်ရှောက်ခြင်းက၎င်းအပြစ်မရှိဘဲဝမ်းမြောက်ခြင်းနှင့်ပြည့်စုံရရှိသောသင်တို့ကိုဘုံအတ္တိတော်ရှေ့၌ဆက်တာခြင်းက၎င်းတတ်နိုင်တော်မူသောသူတည်းဟူသောသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ဘုရားသခင်ရဲ့သားသမီးဖြစ်ရခြင်းအတွက်သခင်ယေရှုခရစ်တော်ကဂုဏ်ယူဝမ်းမြောက်ပါလေ။ ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကိုခမဲတော်ဖျားသခင်စီကိုပြန်လဲဆက်သအနံခွင့်ပြုရခြင်းအတွက်ကိုတော်ကအလွန်ပဲဝမ်းမြောက်တော်မူပါတယ်ဒီအတွက်ကြောင့်ဖျားသခင်ရဲ့သားသမီးဖြစ်လာပြီးတဲ့နောက်ပိုင်းကိုတော်ကကျွန်တော်တို့ကိုမပြိုလဲစေဘဲဖျားသခင်ရဲ့ရှေ့တော်မှာဖြောက်မတ်ခြင်းကအစဆက်ပြီးတော့မှတန်ရှင်းစင်ကြယ်စေမှာဖြစ်တယ်ဒီယုဒဩဝါဒစာဆောင်ဟာကျွန်တော်တို့အတွက်သခင်ယေရှုခရစ်တော်ပေးထားတဲ့ကြီးမားတဲ့ရည်ရွယ်ချက်နဲ့ အစီအစဉ်ပေါ်မှာဒီတကူကြည့်တဲ့ဂျေဇူးတော်အားဖြင့်အဆုံးသတ်စကားကိုဆိုထားခဲ့ပါတယ်။နေ့ရက်အစဉ်တိုင်းမှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့အထဲမှာသူ့ရဲ့ကောင်းမြတ်တဲ့လှုပ်ဆောင်ချက်တွေကိုယူဆောင်ပေးဖို့အတွက်ကျွန်တော်တို့ကိုစောင့်ကြည့်နေပါတယ်။ရှင်ပေသူဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်ခေါ်မှာတော့တတိနဲ့ကြည့်ရှုနေတယ်လို့ဆိုထားပါတယ်။ဒီဂတိတော်အရာဒီနေ့ကျွန်တော်တို့ရဲ့ဘဝမှာသခင်ယေရှုခရစ်တော်လှုပ်ဆောင်ပေးနေတဲ့အရာ၃ခုကို ဖော်ပြပေးနေပါတယ်ပထမတစ်ခုကကျွန်တော်တို့ကိုလဲကြသွားခြင်းကနေတားဆီးပေးပါတယ်ကက်တင်ချင်းဆိုတာကကျွန်တော်တို့အထင်မှာသခင်ယေရှုခရစ်တော်လှုပ်ဆောင်ခဲ့တဲ့အလုံနဲ့ပတ်သက်ပါတယ်ယုံကြည်ခြင်းကနေကြဆုံးခြင်းမရှိဘူးယုံကြည်ခြင်းဝေးကွာသွားခြင်းမရှိဘူးကျွန်တော်တို့ကိုကာကွယ်တော်မူပါလေ။နေ့တိုင်းမှာကျွန်တော်တို့ဟာပရောဖက်နဲ့ရှောက်လန်းနေရမှာထိမိပြီးတော့လဲကျခြင်းတွေကနေကာကွယ်ဖို့အတွက် သခင်ယေရှုခရစ်တော်လှုပ်ဆောင်နေပါလေ တချို့သောယုံကြည်သူတွေကကဲတင်ခြင်းဟာဆုံးရှုံးသွားမလားဆိုတာစိတ်ထဲမှာတွေးတောသိခြင်းကြပါတယ်တကယ်တော့လူတယောက်အနေနဲ့သခင်ယေရှုခရစ်တော်ကိုစိတ်လုံးအကျွမ်းမဲ့ယုံကြည်လက်ခံတာပြည်ပြည်ဆိုရင်ကဲတင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးနိုင်ပါဘူးသခင်ယေရှုခရစ်တော်အထက်မှာကျွန်တော်ရဲ့ကဲတင်ခြင်းဟာလုံခြုံပါတယ်ကဲတင်ခြင်းဟာကျွန်တော်တို့ကပြီးခဲ့တဲ့အဖို့အခကြောင့်မဟုတ်ဘဲနဲ့ခရစ်တော်ကိုယ်တိုင်သူ့ရဲ့အသွေးတော်အားဖြင့် အဖို့အခပေးပြီးတော့မှရွေးဝယ်ခဲ့တာဖြစ်တဲ့အတွက်လုံခြုံပါတယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်ကိုလဲကျခြင်းကနေကာကွယ်ပေးနေမှာဖြစ်တယ်။ကျွန်တော်ကြိုးစားအားထုတ်လို့ရခဲ့တာမဟုတ်ဘဲနဲ့ဘုရားသခင်စီကနေပေးတဲ့စုကျေးဇူးဖြစ်တဲ့အတွက်ဘယ်တော့မှ မဆုံးရှုံးနိုင်ပါဘူး။ယောမအခန်းကြီး7အငယ်29မှာအဘယ်သို့နည်းဟုမူကားဘုရားသခင်ပေးသနာတော်မူခြင်းခေါ်ထားတော်မူခြင်းကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိလို့ဆိုထားပါလေလူတယောက်ကဲတင်ပြီးတာနဲ့ကဲတင်ခြင်းခံရမှာဖြစ်တယ်ဒါကိုယောဟန်အခန်းကြီး30အငယ်28ကနေ29မှာဆက်ပြီးတော့ပြောထားတာကလည်းပဲထာဝရအသက်ကလည်းငါပေး၏ထိုတိုးတို့သည်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုတိုးတို့ကိုငါလက်မှမနှုတ်မယူရထိုတိုးတို့ကိုငါ၌အပ်ပြီးတော်မူသောငါခမဲတော်သည်ခတ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမြထိုတိုးတို့ကိုငါခမဲတော်ဤလက်မမနှုတ်မယူနိုင်ရလို့နှုတ်ကပတ်တော်ကနေအာမခံနေပါတယ်ကိုရောရဲ့လက်တော်တွေကိုရောက်နေပြီဆိုရင်တခြားဘယ်သူကမှလာပြတော့မှမနှုတ်မယူသွားနိုင်တော့ပါဘူးဒါကြောင့်ကဲတင်ချင်းဆိုတာရပြီဆိုရင်ရပြီးသားပဲဖြစ်သွားပြီမဆုံးရှုံးနိုင်တော့ပါဘူးနောက်ဒုတိယတစ်ခုကသခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ကိုဘုရားသခင်ရဲ့ရှေ့မောက်မှာအပြစ်ကင်းစင်ဖို့အတွက်လှုပ်ဆောင်နေပါတယ် လဝါကတိုင်မှာသခင်ယေရှုခရစ်တော်ပြုခဲ့တဲ့အရာကြောင့်ကျွန်တော်အပြစ်ကိုဖယ်ရှားလိုက်ပါပြီကျွန်တော်ဟာဘုရားသခင်ရဲ့ပလင်တော်ရှေ့မှာအပြစ်ကင်းစွာယက်နေနိုင်ပါတယ်သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်ကိုဘုရားသခင်ရဲ့ရှေ့မောက်မှာတန်ရှင်းစင်ကြယ်စေပါတယ်ကျွန်တော်ရဲ့အဆက်နဲ့အပြစ်ကိုခွင့်လွှတ်ပြီးတဲ့နောက်ဖယ်ရှားလိုက်ပြီဖြစ်တယ်နေ့တိုင်းမှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပြေးဆောင်ထားပြီးတဲ့ဖြောင့်မတ်ခြင်းတရားကိုအသက်ရှင်နေထိုင်ရန်အတွက် ကူညီပေးဖို့ကျွန်တော်တို့အသက်တာထဲမှာ နေ့တိုင်းလှုပ်ဆောင်နေပါတယ်ဒီလှုပ်ဆောင်ချက်ကတော့နှုတ်ကပတ်တော်နဲ့အတူတန်ရှင်သောဝိညာဉ်တော်အားဖြင့်လှုပ်ပေးနေတာဖြစ်တယ်ဒါကိုယောဟန်အခန်းကြီး၁၇ကအငယ်၁၇မှာသခင်ယေရှုခရစ်တော်ဆုတောင်းတဲ့အထင်ကိုရောဤတမန်တရားအားဖြင့်သူတို့ကိုတန်ရှင်းစေတော်မူပါကိုရောဤနှုတ်ကပတ်ဒီတမန်တရားဖြစ်ပါ၏လို့ဆုတောင်းခဲ့သလို့ သခင်ယေရှုခရစ်တော်ဂတိပေးခဲ့တဲ့တန်ရှင်းသောဝိညာဉ်တော်ကလည်းပဲယောဟန်အခန်းကြီး16အငယ်73မှာတမန်တော်ရနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါတမန်တော်ကိုသင်တို့အားအကျဉ့်မဲ့တွင်တင်ပြသလိမ့်မည် ထိုဝိညာဉ်တော်သည်ကိုအလိုအလျောက်ဟောပြောမည်မဟုတ်ကြားသမျှတို့ကိုဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုလည်းသင်တို့အားဖော်ပြလိမ့်မည်လို့ယုံကြည်သူကိုတမန်တော်နှင့်အညီတွင်တင်ပေးမဲ့အကြောင်းဆိုခဲ့ပါတယ် တတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကိုခမဲတော်ဘုရားသခင်အထံတော်မှာကြီးမားတဲ့ဝမ်းမြောက်မှုနဲ့တင်ပြဆက်တာလိုက်မှာဖြစ်တယ်။အဲ့ဒါကိုခဏလောက်စဉ်းစားဆင်ခြင်ကြည့်ပါ။ခရစ်တော်ဟာယုံကြည်သူတွေကိုခမဲတော်ဘုရားသခင် စီမားဆက်တာနိုင်ဖို့အတွက်ယုံကြည်သူတွေကိုနှုတ်ကပတ်တော်အားဖြင့်တန်ရှင်းဆင်ခြင်စေခြင်း အမှုကိုပြုပေးနေပါတယ်။ဤဖက်အခန်းကြီး9အငယ်29မှာအညစ်အကြေးတင်ခြင်းအရေးတွန့်ခြင်းမှစသည်လို့နဲ့လွတ်လပ်သဖြင့် အတရေတင့်တယ်လျက်ရှိသောအသိတော်ကို ခရစ်တော်သည်မိမိအားဆက်သအံ့သောငါနှုတ်ကပတ်တော်ရေ၌စေကြောခြင်းအားဖြင့်စင်ကြယ်တန်ရှင်းစေမည်အကြောင်းထို့အသိတော်အဖို့အလိုငါကိုကိုကိုစွန့်တော်မူ၏လို့ဆိုထားပါသည်။သခင်ယေရှုခရစ်တော်ကခမဲတော်ဖျားသခင်စီကိုယုံကြည်သူတွေကိုဆက်သနိုင်ရခြင်းအတွက်အလွန်ဝမ်းမြောက်ပါသည်။ခရိယန်တော်တော်များများကသူတို့အသက်တာအားဖြင့်သခင်ယေရှုခရစ်တော်ကိုစိတ်ပြည့်စေတယ်လို့တွေးတော်ပြီးတော့ သူတို့ရဲ့ဘဝကိုဖြတ်တန်းနေကြပါတယ်တကယ်တော့သခင်ယေရှုခရစ်တော် ကကျွန်တော်တို့အတွက်ရှက်လဲရှက်နေတာမဟုတ်ပဲねကျွန်တော်တို့ယုံကြည်သူတွေကိုသူ့ရဲ့သရိုသမီးအဖြစ်မိတ်ဆက်ပြဖို့ဂုံယူဝန်ကြွားနေတဲ့သရိုသားလိုပဲဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုခမဲတော်ဘုရားသခင်စီမားဆက်သားဖို့အတွက်စိတ်ကူးအားဖြင့်ဝမ်းမြောက်ခြင်းအပြည့်ရှိနေပါတယ်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုခမဲတော်ထံတော်ပါမှာအပြစ်ကင်းစင်စီမယ်ဆိုတာကိုသိတဲ့အတွက် ရှင်လန်းမှုအပြည့်ရှိကြောင်းကျွန်တော်တို့တတိယဖို့ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဝန်ခံအသက်ရှင်သွားဖို့ကတော့သခင်ယေရှုခရစ်တော်ဟာကျွန်တော်ဘဝအတွက်သူ့ရဲ့အစီအစဉ်ကိုဆောင်ကျင်းပေးဖို့လှုပ်ဆောင်နေပါတယ်။ကျွန်တော်ရဲ့ကယ်တင်ခြင်းကိုလည်းဆောင်လျှောက်တော်မူပါတယ်။ကျွန်တော်ပြီးခဲ့တဲ့အဖို့အခမဟုတ်ဘဲနဲ့ခရစ်တော်ပြီးခဲ့တဲ့အဖို့အခဖြစ်တဲ့အတွက်ကယ်တင်ခြင်းဟာ မဆုံးရှုံးနိုင်ပါဘူး။သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်တို့အပြစ်ကိုကင်းစင်စေခဲ့ပါတယ်။ ခမဲတော်ဘုရားသခင်ထံတော်ကိုဆက်သရမှာဖြစ်တဲ့အတွက်ဝမ်းမြောက်တော်မူပါれ။ကြာနာစင်ကျင်ခဲ့တဲ့သူတိုင်းသခင်ယေရှုခရစ်တော်ကကြာရှုံးသွားစေမှာမဟုတ်ဘဲနဲ့ခမဲတော်ဘုရားသခင်ရှေ့မောက်မှာအပြစ်ကင်းစင်အောင်လှုပ်ဆောင်ပေးလျက်ရှိနေတယ်။ပြီးပြည့်စုံတဲ့တနေ့မှာဝမ်းမြောက်စွာဆက်သဖို့ဘုရားသခင်နဲ့ယုံကြည်သူတွေအတူတကွလှုပ်ဆောင်နေခြင်းဖြစ်တဲ့အတွင်ဘုရားသခင်ရဲ့ခြေထောက်အပေါင်းကိုရည်တွယ်ချီးမွမ်းသွားကြဖို့ဘုရားသခင်ကအားလုံးအပေါ်မှာအတိတ်တဖန် ကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။